အားလုံးမင်္ဂလာပါရှင်ဆရာမလေးရဲ့စာဖတ်ပြတဲ့စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆရာမလေးဖတ်ပြမယ့်စာအုပ်လေးကတော့စာရေးဆရာမတန်းမြင့်အောင်ရေးသားထားတဲ့နေဝင်ချိန်နနက်ခင်းလင်းတဲ့အိမ်လေးတွေဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးမဖတ်ပြခင်မှာဆရာလေသွင်းသောစောချစ်ရဲ့အမှားစာလေးကို အရင်ဆုံးဖတ်ပြပါမယ်ရှင် ဆရာလေရင်းသားစောချစ်ဤအမှားသာစိတ်ထားလာတော့နှမလေးတန်းမြေအောင်ကိုပဇွန်တော်မြို့နယ်မှာစာပေဟောပြောဝဲတစ်ခုမှာစတင်တွေ့ခဲ့မှုပါသည်ကြားလာပါပြီကျွန်တော်စာပေဟောပြောပွဲလိုက်ခါစာကာလဖြစ်ပါသည်တန်းမြေအောင်နဲ့မိန်းကလေး၃ဦးကျွန်တော်တို့ကိုကျွေးမွေးရာမှာပါဝင်ဧကန်လောက်အားပေးနေကြသည် သူတို့နာမည်လေးများမိတ်ဆက်ပေး၍တမ်းမြေအောင်ဆိုသောအမည်ကိုတည်ခဲ့ရသည်စာရေးတင်စာစာပေဝါဒနာရှင်ကလေးမှဖြစ်သည် နောင်အခါလူမှုကူညီရေးအသင်းအဖွဲ့မှလူအများထင်ရှားလေးစားသောဆရာမကြီးဖြစ်လာသည် အောင်မြင်သော စာရေးဆရာမလည်းဖြစ်ပေသည် စာပေဟောပြောပွဲများ အတူတကသွားရသော ဟောပြောပေါ်စာရေးဆရာမလည်းဖြစ်လာသည် ရှင်းငိမ်မှာဟောပြောပွဲသွားစဉ်ကသူသမင်းစားနေစဉ်ဘေးမှာကျွန်တော်ရှိသည်ကျွန်တော်ကစားပြီးနေပြီ သူကနေမြို့တစ်ခုမှာသေဆုံးသွားသောအလောင်းတလောင်းကို သွားတယ်ရပုံအကြောင်းပြောပြနေသည်ပေါ်ရီကိုနာရေးကားနှင့်တင်ပြီးတယ်လာသည်သူနှင့်ကာသမာနှစ်ယောက်တည်းဖြစ်သည်ညပိုင်းမိုးချုပ်လာသောအခါညစာကလည်းမစားရသေး နာရေးကူညီမှုကဖြစ်၍မျိုးရဲမှာရက်ရွေမရရည်သည့်ဆိုင်ကားမျှသူတို့ဆိုင်ရှိမှာရက်တီကိုလက်မခံပါ ထို့ကြောင့်မျိုးကိုလုံအောင်မောင်းပြီးလမ်းဘေးတစ်ပင်မှောင်ရိပ်မှာကားကိုရှက်ရသည်ကားသမားကိုမျိုးတို့ပြန်သွားပြီးခောက်ဆွဲကြုံနှစ်ထုပ်အဝေခိုင်းရသည် ကားပေါ်မှာတမ်းမြင့်အောင်တယောက်တည်းကြံရစ်သည် သူကရှေ့ဘက်လှည့်ထိုင်၍ လူသေးအလောင်းကနောက်ဘက်မှာရှိသည်တမ်းမြင့်အောင်နေမကြောက်ဘူးလားကျွန်တော်မေးကြည့်သည်နည်းနည်းတော့ကြောချမ်းတာပေါ့ဆရာသူကဖြေသည်အေးနင်ကကြောချမ်းရုံပဲငါသာဆိုကြောကွဲပြီးသေလောက်တယ်ကျွန်တော်ပြောမိပြီးတမ်းမြင့်အောင်နစ်လက်ပေးစမ်းငါနင့်ကိုလက်ဆွဲနှုတ်ဆက်ဂုံပြုတ်ချင်တယ် ထမင်းစားနေတာလက်ကပင်နေတယ်ဆရာတန်းမြင့်အောင်ကလက်ကိုပြသည်အေးအဲ့ဒီပင်နေတဲ့လက်ကိုဆွဲပြီးနှုတ်ဆက်ချင်တာပြီးတော့လက်ဆေးပြီးပြန်စားဖို့ဟာဘေးမှလူများရဲကြသည်ကျွန်တော်သူ့လက်ကိုလက်ဆွဲနှုတ်ဆက်၍အာဘာတရဂုံပြုတ်လိုက်ပါသည်ပြီးမှနှစ်ယောက်စလုံးလက်ဆေးကံမှလက်ဆေးကြရသည် တန်းမြင့်အောင်အသားမျိုးသည်ရုံမလှပါသို့သောအမျိုးသမီးဖြစ်၍လှကျင်စိတ်ရှိသည်အမျိုးသမီးတဘာဝအတိုင်းလှကျင်စိတ်ရှိပါသည်အမျိုးသားစာပေစုရသောအခါလှလှပပပြင်ဆင်ထားသည် အလှဖန်သည့်ရှင်များ၏အကူအညီနှင့် မိကပ်များလိန်ထားသည် အကယ်ဒမီစုယူမည်မင်းသမီးကဲ့သို့ကောင်းမှသတင်းမှန်းများတန်ထားသည်သည်ဘဝနှစ်ဆအသာချ၍ အမျိုးသားစာပေစုယူရန် ပြင်ဆင်လာသည်ဆရာကျွန်တော်လှလာသူပြင်ဆင်ထားသောအလှကို မေးသည်မလှဘူးကျွန်တော်ပြတ်သားစွာပြောလိုက်သည်နည်းနည်းလောက်မှကျပျော်ရှုဖို့မရှိဘူးလားမရှိဘူးဆရာကလည်းအားတော်မနာဘူးပြောလိုက်တာတမ်းမြင့်အောင်မချေမနဲ့ပြောသည်တမ်းမြင့်အောင်မင်းက အရေးပြားအလှကိုအရေးလို့ပြောနေတာကိုမြင့်မှာအဲ့ဒီထက်ကြီးကျယ်တဲ့စိတ်ထားအလှရှိနေတာပဲသူဘာမှပြန်မပြောတော့ပါတနော့ဇနီးနဲ့သမီးကလည်းတမ်းမြေအောင်ကိုချစ်ခင်လေးစားကြသည်ခုလောက်ဆိုရင်နတ်ပြည်မှာတမ်းမြေအောင်အတွက်ဘုံဗိမာန်တွေပေါက်နေလောက်ပြီဟုဇနီးကပြောပါသည်သမီးကလည်းတမ်းမြေအောင်တို့ဒီများကိုဖြည့်စီပေးခြင်းသည် ငွေလူရမလားကားကူရမလားအဝတ်ထည်တွေလူရမလားအလူရှင်စရင်ပေးထားကြသည်တန်းမြေအောင်တွင်ကားမရှိ သို့သောကားလိုသည်ဆိုလျှင်ကုကျင်သူက အများကြီးတန်းမြေအောင်တွင်ငွေမရှိ သို့သောငွေလိုသည်ဆိုလျှင်လူကျင်သူက အများကြီးသူဤစည်းစာရိတ်အဖိုးဘွားကြီးဟာတို့ကျွန်တော်နှင့်ဇနီးကို ခေါ်ပြသည် အဖိုးဘွားတို့အတွက် တာရုခေါ်ရပါ၏ HIV ကူးစက်ခံထားရသောကလေးများကီဟာကိုလည်းကျွန်တော်နှင့်ဇနီးကိုခေါ်သွားပြန်သည်ကျွန်တော်ကထိုကလေးများ၏ရိတ်သာမှာနာယကတန်းပြစ်အောင်ပေးထားသောဂုံတူးဆောင်နာယကဖြစ်ပါသည်ကျွန်တော်တို့ကားရောက်သွားတော့ကလေးခက်ကြီးကြီးကဝင်းတကလာဖွင့်သည်15နှစ်ခန့်ရှိပါမည်တန်းမြင့်အောင်ကိုလှမ်းမြင်သောအခါအမေလာတဲ့ အမေလာတဲ့အမေလှမ်းអော်ခေါ်ပြောနေရှာသည်အမေတွေ့ရ၍ပြောနေရှာသောသားကိုချီပြီးရှင်ထဲမှာခံစားရသည်အမေလာတဲ့ထိုကလေးဤអော်တန်ခေါ်တန်မှတဆင်ကြံကလေးများအားလုံးអော်ကြခေါ်ကြပြောမျိုးသွားကြသည်သူတို့မှာမိဘမရှိကြပါတမ်းမြင့်အောင်သာသူတို့အားလုံးဤအမေဖြစ်ပါသည် ကလေးများကသူတို့အမေကိုဝိုင်းအောင်ဖတ်တွေထားကြသည်ကလေးတယောက်ကပြေးလာရင်မှောင်လဲသည်အော်ตาလေးရဲ့ဘာလို့ပြေးလာရတာလဲမှောင်လဲ၍ငိုနေသောကလေးကိုပွေ့ထီပြီးထိုနေရာမှာပင်ဖင်ထိုင်ချ၍ကလေးငိုသည်ကိုချော့နေသည်တကယ်ကိုตาတဲ့အမေကြီးဖြစ်ပါ၏ကြံကလေးများကလည်းဝိုင်းအောင်ခွတ်တက်လေကြသည်ကျွန်တော်စနီးက ဝဲလာသောတကြားလုံးများကလေးများကိုဝေသည်ကလေးများအားလုံးတကြားလုံးဆုံနေကြသည်မှောက်လဲထား၍နှကန်းသွေးထွက်နေသောလေးနှစ်အရွယ်ကလေးငယ်ကသူဆုပ်၍တဝက်ခန့်တန်သောတကြားလုံးကိုထွေးထုတ်ယူပြီးတန်းမြင့်အောင်ပစက်သေးသို့ထိုးထည့်ပေးသည်အော်သားလေးရဲ့ကျေးဇူးတင်လိုက်တာကလေးကျွေးသောတကြားလုံးကိုတန်းမြင့်အောင်ကျေနပ်စွာ စားနေပါသည် လှဲ့လေကြည့်ရှုလေးလာပြီးပြန်လာကြသောအခါလမ်းတွင်ကားပေါ်မှာတမ်းမြင့်အောင်နင့်ကိုဒီပြင်ဟာတော့ငါမပြောချင်ပါဘူးပါဇက်သွေးထွက်နေတဲ့ကလေးရဲ့ပါဇက်သေးကတကြားလုံးကိုနင်ကစားတော့နင့်ကိုပကူးနိုင်ဘူးလားကျွန်တော်ကစိုးရင်စိတ်နဲ့မင်းပြီသည်သူပေးတဲ့တကြားလုံးကိုကျွန်တော်ကမစားဘဲထွေးထုတ်ရင်သူစိတ်မကောင်းဖြစ်မှာပေါ့ဆရာကူးရင်လဲဘယ်တက်နိုင်ပါမလဲ သူ့ကိုယ်သူပင်အလေးမထားတော့သော HIV ကလေးငယ်များ၏အမိတန်းမြင့်အောင်ဖြစ်ပါသည်။လွန်ခဲ့သည့်9နှစ်ခန့်ကတန်းမြင့်အောင်နှင့်ကျွန်တော်ကလေးမျိုးနေသောဆရာတော်ဤပရဟိတကျောင်းမှာသွားဟောရသည်။ကျွန်တော်ကအိန္ဒိယနိုင်ငံလို့ခီးဆောင်တစ်တာငယ်များကိုသဘောကျသည်။မာသည်ခိုက်ခန့်သည်ကျွန်တော်မှာတလုံးရှိသည်။ဟောင်းနေပြီ ကလေးမျိုးယောက်တုံးတလုံးဝယ်စင်သည်ဆရာတော်သိလင်ဝယ်ပေးမည်ဆို၍ကားမောင်းသူကိုခေါ်ပြီးကိုဘာသာသွားဝယ်သည်တန်းမြင့်အောင်နှင့်တဲခုသောဟိုတယ်မတူသောကြောင့်သူလည်းမသိပါစတိုးဆိုင်ရောက်သောအခါသစ်သားများထုတ်ပြသည် အကြိုက်ဆုံးတလုံးကိုမှားလိုက်သည်ဝတ်စုံ၃လေးစုံနှင့်လိုအပ်သောပစ္စည်းများထည့်၍ရသောအရွယ်အစားဖြစ်သည်အကြောင်းရောအရွယ်ပါ စိတ်ကြိုက်တလုံး ရွေရွေရသည်ထိုအချိန်မှာဆရာတော်ဆိုင်ထဲဝင်လာသည်တကားကြီးဘာတွေဝယ်နေတာတော့ခရီးဆောင်တစ်တာသလုံးဝယ်နေတာပါဝယ်ပြီးပါပြီခင်ဗျာဆရာတော်ဝယ်ပေးမည်ဆို၍ကြိုပိတ်ပြောလိုက်သည်ဆရာတော်ကတစ်တာကိုချီပြီးကောင်းသားပဲဒါမျိုးနောက်တစ်လုံးရှာပေးအောင်ဆရာမတန်းမြေအောင်အတွက်နှလုံးစင်တူဝယ်သည် တပည့်တော်ကဝယ်ပြီးသားဖျားဟုပြောလိုက်သည်ဝယ်ပြီးသားဆိုရင်ပတ်စံပြန်ပေးလိုက်ကဲဒီတစ်တာနှလုံးပြည့်အောင်ပစ္စည်းထဲဆရာတော်ကဆိုင်ရှင်ကိုပြောသည်မလို့ချင်ပါဘူးဖျားမယူပါဘူးပြောရင်မရပါအိန္ဒြိယပေါင်တာဘူးစက်ပြားကဲစပုတ်ဆက်စာရီအဝတ်စပစိုးလုံးကြီးဆွေတာအစုံဝဲထည့်နေပါသည်တစ်တာနှလုံးပြည့်သွားသည် အားလုံးကိုငွေရှင်းပြီးဆရာတော်ကလက်ဆောင်ပေးလိုက်သည်တကယ်ကိုအားနာမိပါသည်ဆရာတော်မသိအောင်တကယ်တော့ကို့ဘာသာထွက်လာလားဆရာတော်ကဘလို့သိသွားတာလဲကလေးမျိုးပါဒါမျိုးလုံးလို့ဖယ်ရမလဲဆရာတော်ကသူ့ဘာသာခြေနဲ့နေသည်တန်းပြင်းအောင်ကဘာမှမသိလိုက်ရပဲစစ်တာနဲ့တကွစစ်တာပါပစ္စည်းပြားကိုကျွန်တော်နဲ့ခွဲတန်းအတူရပါသည် ခေါ်ပြောပွဲမှာရှိုင်းဟုတ်ကုမ္ပဏီဒေါခင်ကြီးလှူဒန်းသောနှစ်ထပ်စာကြည့်တိုက်ဖွင့်ပွဲအတွက်ဟောရခြင်းဖြစ်စီညာပွဲဟောရသည် ကလေးမျိုး၏စာပေပရိသတ်မှာစီကားလွန်လာသည် နောက်တနေ့တွင်ဒေါခင်ကြီးစီစဉ်သောကိုပိုင်ကားလေးနှင့်မန္တလေးသို့သွားရသည်ပစ္စည်းများကိုမော်တော်ကားနောက်ခန်းထဲမှစုပြုံထည့်ရသည်မန္တလေးဟိုတယ်ရောက်၍ပစ္စည်းများထုတ်တော်အခါ ကျွန်တော်အမျက်တနိုးဝယ်လာသောတစ်တာမှာအဖုံးတွင်တစ်ခုခုနှင့်စူးမိ၍ဖိုင်ဘာအသားတည်ပြီးနာသွားသည်လုံးဝပေါက်မသွားတော့လဲဒဏ်ရာရသောတစ်တာဖြစ်သွားသည်ဟာနှမျောလိုက်တာဂျုံတုံးဂျုံခိုက်အသေးချာရွေးဝယ်လာခဲ့တာကျွန်တော်စိတ်မကောင်းစွာပြောမိသည်နောက်တနေ့တွင်မန္တလေးမှရန်ကုန်သို့လေရင်ပြန်ဖြင့်ဒေါခင်ကြီးကစီစဉ်ပေးသည် ရန်ကုန်လေးစိတ်ရောက်တော့ခါတန်းမြင့်အောင်ကတက်စီတစီငါပြီးကျွန်တော်အိမ်မင်္ဂလာလုံးလိုက်ပို့သည်တန်းမြင့်အောင်ငါဘာသာတက်စီငါသွားရတာပဲလမ်းကြောင်းလည်းမတူပဲနဲ့နင်ကဘာလို့လိုက်အောင်မှာလဲကျွန်တော်နားမလဲပါဆရာကိုအိမ်ထိပို့ပြီးမမမြင့်လက်ထဲရောက်အောင်အယားမှာပေါ်ဆရာအိမ်ရောက်တော့ခါကျွန်တော်ပစ္စည်းများလိုက်ပို့ရင် သူ့တစ်တာပါဆွဲယူလာသည် ကျွန်တော်အိမ်အဲကမ်းမှာပစ္စည်းများချမိတော့အခါကဲဆရာတစ်တာလေးကပစ္စည်းတွေထုတ်တစ်တာချင်းလဲမယ်တန်းပြင်အောင် သူ့တစ်တာလေးမှာပစ္စည်းများကိုထုတ်သည်အဲ့ဒါဘာလို့မလို့လဲတန်းပြင်အောင် ကျွန်တော်လေးတန်းကနင်းနေပါသည်တစ်တာချင်းလဲမလို့ဟာအတိတ်ပဲမရှိရငါကလူကြီးလူကြားလို့တောင်မကောင်းအောင်မတရားလိုက်တာမလုံနဲ့မလဲဘူး ကျွန်တော်ကပြက်ပြက်သားသားညင်းသည်ဆရာကအစကတည်းကဒီတစ်တာကိုလိုချင်နေတာကျွန်တော်သိတယ်ဒါကြောင့်မို့ဆရာတော်မသိအောင်ကို့ဘာသာသွားဝယ်တာဆရာတော်သိသွားလို့ကျွန်တော်အတွက်ပါဝယ်ပေးတာကျွန်တော်ဒီတစ်တာလိုချင်တဲ့စိတ်ကူးလည်းမရှိဘူးခီးသွားရင်လဲလွယ်လို့ပိုးလို့ရတဲ့အိတ်ပဲသုံးတာတစ်တာမသုံးဘူးမကောင်းတာကျွန်တော်ပေးကောင်းတဲ့တစ်တာဆရာယူလိုက်တော့ မယူဘူးမလဲဘူးကျွန်တော်ကတစ်တာဤနာသွားသောနေရာလေးကို အပေါ်မှာစတေကာအဝိုင်းလှလှလေးတစ်ခုကပ်ရန်စိတ်ကူးထားပြီးဖြစ်သည်ဆရာမယူလို့အိမ်ပါလာရင်လဲဒီတစ်တာတယောက်ယောက်လက်ထဲရောက်သွားမှာပါပဲလိုချင်တဲ့လူရှိရင်ပေးလိုက်မှာပါပဲကျွန်တော်သုံးမှာမဟုတ်ပါဘူးသူပြားပေးရမယ့်အတူတူတော့ဒီတစ်တာကို သိလိုချင်တဲ့ဆရာကိုပေးရတာပိုတန်တာပေါ့ သူများကိုပေးမှာဆိုရင်တော့လေယူခြင်းစိတ်ဖြစ်မိပါသည်သို့တော့မလုချင်ပါလုရမှလုံးဝစိတ်မကောင်းပါမလုချင်ပါဘူးဟာမလဲပါနဲ့စိတ်မကောင်းစွာတောင်းပန်တော်လေတန်တਿੱတာခြင်းလဲခြင်းလို့လေစိတ်ကနေအိမ်ထိလိုက်လာတာကဲပါကြပါလေဆရာရဲ့ကျွန်တော်တਿੱတာထဲမှာပစ္စည်းများကိုသူ့တਿੱတာထဲသူ့ဘာသာရောင်းထည့်ပြီး သူတစ်တာထဲမှထုံထားသောပစ္စည်းများကျွန်တော်တစ်တာထဲပြောင်းထည့်တစ်တာကိုပိတ်ပြီးဆွဲယူ၍ထွက်သွားပါသည်။အော်တမ်းမြင့်အောင်လေကျွန်တော်စိတ်မကောင်းပါသို့တော်မှန်သည့်အတိုင်းဝန်ခံရလေတစ်တာအကောင်းလေးရသည်ကိုကျွန်တော်ဝမ်းသာပါသည်။သူများကိုပေးမဲ့အစားတော့ငါယူလိုက်တာတရားတယ်ထင်ပါလေ။ကိုဘာသာဖြေသိမ့်စွာတွေးနေပြီးပါသည်။ အမျိုးသမီးဆိုသည်မှာလောဘတက်သည် အနာမခံခြင်းအတာယူစိတ်များသည်ယောက်ျားချင်းပင်လဲပေးမည်မဟုတ်ပါစိတ်ကူးပင်ရှိမည်မဟုတ်ပါတန်းမြင့်အောင်စိတ်တဘောထားကြီးလွန်လှပါသည် ကိုယ်ဘက်မှမတွေးသူ့ဘက်မှတွေးသူဖြစ်သည် သူတဘာစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးခြင်းသည် ကြီးကျယ်မြင့်မြတ်သောပရဟိတာစိတ်ထားဖြစ်ပါ၏ ယခုထိထိုတစ်တာလေးကိုအမြတ်တနိုးတန်ဖိုးထား၍ခီးသွားတိုင်းအသုံးပြုနေပါသည်ကိုနှင့် ထိတွေ့ဆက်ဆက်ပတ်သက်သိမြင်သမျှသာပြောပြနိုင်ခြင်းဖြစ်သည်တကယ်တော့တန်းမြင့်အောင်ဘဝမှာညာပြလွှစွာသောစိတ်ထားအလှများရှိပါလိမ့်ဦးမည်စိတ်ထားလှခြင်းဖြင့်စစ်မှန်သောအလှပိုင်းရှင်တန်းမြေအောင်ဤဘဝမှာပရာဟိတများစွာနှင့် အလှများစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့ပါသည်ကျွန်တော်တို့ဇနီးမောင်နှံမြင်ခဲ့ တွေ့ခဲ့ ခံစားခဲ့ရသော သူရဲ့ဂီလာနာဘိုးဘွားများနဲ့သူရဲ့အိရှာဘီဘိုးကူးဆက်ခံသာသမီလေးများအကြောင်းကိုတီကုန်းဖွဲ့နှဲ့ထားသည့်နေဝင်ချိန်နနခင်လင်းနဲ့အင်္ဂလိပ်တွေကိုဖတ်ပြီး စာဖတ်ပရိသတ်များလည်းကျွန်တော်တို့လိုပဲခံစားမိကြလိမ့်မည်ဟုယုံကြည်ပါသည် လေရင်သာဆိုချစ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ဆရာမလေးကရှမအတန်းမြေအောင်ရဲ့နေဝင်ပြိနနခင်းနင်းတဲ့အိမ်လေးရိစာအိုးရဲ့ကနဦးအပိုင်းကလေးကိုဖတ်ပြတာဖြစ်ပါတယ်။ရှိလာမယ့်ရက်တွေမှာလည်းဆက်လက်ပြီးတော့အပိုင်းနှစ်ကိုဖတ်ပြသွားမှာဖြစ်တယ်ကြောင့်မလို့တောင်းပြနားထောင်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်။ဒီစမြားလေးတင်ပါတယ်ရှင်။